နံပါတ်1ကုသိုလ်မှန်သမျှကိုမမေ့ရဘူးနော်ဒါနာကိုလည်းမမေ့နဲ့ဘာကြောင့်လဲကိုယ်ကိုစောင်းရှောက်ကဲတင်မဲ့အရာမှုလို့သူ့ကိုမမေ့သင့်အနှမျိုးရဘူးပေးကမ်းနိုင်ရမယ်တတ်နိုင်သမျှမိမိရဲ့ပမာဏနဲ့ကြည့်ပြီးတော့ပေါ့နော်ဒီကိစ္စမှိုက်အဲ့ဒါလို့ပေးကမ်းစွန့်ကြဲခြင်းဒီတန်တရားတစ်လျှောက်ကိုယ်ကိုစောင်းရှောက်မဲ့နောက်ဆုံးနိဗ္ဗာန်ရအောင်သူလည်းပဲစောင့်ခြင်းနိုင်တဲ့အစွမ်းတတ္တိရှိတယ်ဒါကြောင့်ကိုယ်ကို ကောင်းကျိုးချမ်းသာပေးမဲ့အရာမှုလို့သူ့ကိုကိုကမေ့ထားလို့မသင့်ဘူး ဒါကြောင့်ဒါနသည်ပထမမမေ့သင့်တဲ့တရားနော်ပြီးရင်သီလသီလကိုမမေ့သင့်ဘူးသီလကိုမေ့ရင်တန်တရားတစ်လျှောက်လုံးဒုက္ခရောက်ဟုတ်ရဲ့လားပြီးတော့ဘာဝနာတရားကိုမမေ့ရကုသိုလ်ကိုမမေ့ရင်အပမာဒဖြစ်တယ်ဒါကိုဥစဉ်တို့အကျင့်မပြောလို့ဘူးအကျင့်ပြောကျင်တာကဘာလဲဒုတိယမမေ့ရဘူးဆိုတဲ့တရားဒုတိယမမေ့ရဘူးဆိုတာကဘာလဲဆိုတော့တဘာဝတရားကိုမမေ့ရဘူးနော်ဒကာကြီးမိုက်မြာဘာကိုမမေ့ရဘူးလဲ တဘာဝတရားကိုမမိရအဲ့ဒီတဘာဝတရားဆိုတာကနှစ်မျိုးရှိမြင်တာတဲ့တဘာဝရေမမြင်တာတဲ့တဘာဝတဘာဝဘယ်နှမျိုးရှိလဲနှမျိုးရှိတယ်အဓိကကြတာကိုပဲလူရင်းကိုပဲဦးဇင်းတို့တန်းပြောမယ်ဗျာမြင်တာတဲ့တဘာဝဆိုတာဘာကိုပြောတာလဲလို့မေးရင်လူဟာမွေးပွားလာတယ်နုနုကလေးနော်နော်အဲ့ဒီကနေတဖြည်းဖြည်းနဲ့ရှင်းလာတယ်ရှင်းလာတယ်ရှင်းလာတယ် ပြီးတော့ခန္ဓာကိုယ်ဟာသိပ်ပြီးတော့ကြည့်လို့မကောင်းအောင်အိုသွားတယ်။အိုတယ်ဆိုတာကောင်းသလား။မကောင်းဘူး။လူတိုင်းမအိုခြင်းမှုမအိုခြင်းလို့မို့တတ်နိုင်တယ်မြတ်ပြင်ကြတယ်ဆင်ကြတယ်အမျိုးမျိုး။ဒါမြင်လာတဲ့သဘာဝဆိုတာဘာလဲလို့မေးရင်ဒီခန္ဓာကိုယ်ကြီးဟာငွေဖွာလာတယ်တဖြည်းဖြည်းနဲ့ရှင်းလျော်လာတယ်အိုမင်းလာတယ်တဖြည်းဖြည်းနဲ့ခန္ဓာကိုယ်ဟာချွတ်ယွင်းလာတယ်နာကျင်လာတယ်ကြိုက်ခဲလာတယ်။ဒီကအခုပြောတာတွေထဲမှာစိတ်ကူးရင်စကားပါသလား။ပါပါဘုရား။နာကျင်လာတယ်ကြိုက်ခဲလာတယ်နောက်ဆုံး ဲ့ရတဲ့ဘုံဘုံလေးမယ်သူများကိုလုံးဝအားကိုးရတဲ့အနေအခြေအနေကိုရောက်မယ်ပြီးရင်မသေးခြင်းမဲနဲ့မစွန့်ခြင်းမဲနဲ့ဒီဘဝဒီခန္ဓာကိုစွန့်သွားရမယ်အဲ့ဒီသဘာဝတရားကြီးဟာမြင်သားတယ်ဟင်တခါကြီးမိုက်မြဒါပဂရိမျက်စိနဲ့မြင်ရတယ်မဟုတ်လားအေးအဲ့ဒီမြင်သားတဲ့သဘာဝကိုမမေ့ရဘူးတရားဆိုတာတိတ်ပြီးတော့ဟိုမြတ်စွာဘုရားကပုထုဇဉ်တွေရဲ့ဉာဏ်နဲ့မမိတဲ့တရားမျိုးကိုမပြောပါဘူး အဲ့ဒီတိတ်ခက်လို့သဘောပေါက်တာသဘောမပေါက်တာမဟုတ်ဘူးဘာကြောင့်သဘောမပေါက်တာလဲလို့မေးရင်ဒီတရားကိုသဘောပေါက်အောင်မကြိုးစားလို့သဘောမပေါက်ဘူးဆိုလိုတာကတိတ်ခက်လို့လို့ဒီပု္ပ္ပာကြီးကိုမတွက်တတ်တာမဟုတ်ဘူးကိုကပြေးလဲအောင်မတွက်လို့ကိုဒီပု္ပ္ပာကမပြေးလေလားဒါကိုပြောချင်တာနော်အဲ့ဒါပထမမမေ့ရဘူးဆိုတာပါလေမြင်လာတဲ့သဘာဝကိုမမေ့ရဘူးအဲ့ဒါကိုခန္ဓာလဲဒီတိုင်းပဲကိုရဲ့မျက်စိရှိမှအကုန်မြင်နေတာပဲကိုအိမ်မာရင်ကိုပဲအင်မတန်အဖို့တန်တဲ့တရားတွေ ကိုမဟိုအမေအိုဖေအိုတွေရှိတယ်မို့လားရှိတယ်တိတိချာချာကြည့်ကိုဒီလမ်းကိုရှောင်နေတာတဖြည်းဖြည်းနဲ့ရောက်နေနော်ဒါပေမဲ့လူတွေဟာအဲ့ဒီအခြေအနေမှန်ကြီးကိုရောင်ဝါးဝါးလုပ်ပြီးတော့မတွေ့မှလို့လို့မဖြစ်တော့မှလို့လို့ကိုနဲ့မဆိုင်တဲ့လူမျိုးတနေရရာကိုပို့ထားလိုက်ချင်အဲ့ဒါကြီးတကယ်ရောက်လာပြီဆိုတော့ဘယ်သူမှအဆင်မပြေတော့ဟုတ်လားတကယ်ကြီးမိုက်များဒါကြောင့်မြင်လာတဲ့သဘာဝကိုမမေ့ရဘူးဦးဇင်းတို့မြတ်စွာဘုရားကဒီမြင်လာတဲ့သဘာဝတည် ဒေဝဒူဒနတ်တမန်လို့တောင်ခေါ်တယ်။မာရတုနတ်အေးနတ်တမန်နဲ့နတ်တွေကလူတွေကိုသူတော်ကောင်းစိတ်ဖြစ်အောင်ပို့ထားတဲ့တမန်နေနဲ့တူတယ်လို့တင်စားပြီးတော့ပြောတာ။ဆိုလိုတာကငါခန္ဓာကိုယ်ကြီးကအိုးလာမယ်နားလာမယ်သေးလာမယ်။တဖြည်းဖြည်းနဲ့အသုံးမချဖြစ်ပြီးနောက်ဆုံးဖြစ်စည်းသွားမယ်။အဲ့ဒါတွေကိုမြင်တဲ့အခါမျိုးစဉ်းစားမိတဲ့အခါမျိုးမှာကောင်းတာကိုလှုပ်ချင်တဲ့စိတ်ဒီအလိုလိုစိတ်ကနေပြီးတော့ရိုးစီးလာတယ်။နော်ဒီကိစ္စမှိုင်းညာ မကောင်းတာကိုမလုတ်ချင်တဲ့စိတ်မကောင်းတာကိုကဲ့ရဲ့ရှုံချတဲ့စိတ်တွေဒီမြင်လာတဲ့သဘာဝကိုအဖန်ဖန်ထက်ထက်စဉ်းစားလိုက်တာနဲ့အလိုလိုကိုဖြစ်တယ်။ဒါဥစဉ်လို့ဟိုစာပေလွတ်ပြီးတော့ပြောနေတာမဟုတ်ပါဘူး။နော်ဒီကအယူမိုက်များဒီမြင်လာတဲ့သဘာဝကိုစဉ်းစားကိုကစဉ်းစားစဉ်းစားစဉ်းစားရင်ကုသိုလ်ကိုမြင်လို့တဲ့စိတ်အလိုလိုဖြစ်တယ်။အကုသိုလ်ကိုရှုံချတဲ့စိတ်အကုသိုလ်ကိုဆက်ဆုပ်တဲ့စိတ်အလိုလိုကိုဖြစ်တယ်။နော် အဲ့ဒီလိုနီးတဲ့လူဟာတခါလေကိုယ့်ကိုထိမ့်ပြီးတော့မြင်လာတဲ့သဘာဝကိုကြည့်သွားမယ်ဆိုလို့ရှိရင်နောက်ဆုံးနိဗ္ဗာန်တောင်ရနိုင်ဘူး။ဒါဆိုရင်ဗိညာဉ်တုံမှာမြတ်စွာဘုရားကပူခြင်းနာခြင်းသိခြင်းချစ်တော်သူခင်တော်သူလို့နဲ့ကြွေကွင်းခြင်းမိမိရဲ့ကံသာလင်မိမိပိုင်နေဆိုတဲ့ဒီ၅ချက်ကိုစဉ်းစားရင်မန္တီကြပြီးတော့နောက်ဆုံးကိလေသာတွေဟာပားသွားမယ်။နောက်ဆုံးအဲ့ဒါကိုကျိန်ဖန်များစွာကြိုးစားလို့ရှိရင်မဉဏ်ဖူဉဏ်တောင်ရမယ်လို့ပြောတာ။ နော်ဒီကကြီးမိုက်ညာအင်းဒါကြောင့်ဒီမြင်လာတဲ့သဘာဝတရားတွေကိုကိုယ်ခေါင်းထဲမှာအမြဲတမ်းထည့်ထားတဲ့နဲ့အဲ့ဒါကိုမေ့မပြစ်တဲ့အမြဲတမ်းနားလည်ထားတဲ့နဲ့အမြဲတမ်းစဉ်းစားနေတဲ့အတိမတ်ပြုရမယ်ဆိုလို့လက်ခံရမှာနော်ဒီကကြီးမိုက်ညာလက်ခံရမယ်ဆိုတော့စိတ်သက်ကြရမယ်ပြောတာမဟုတ်ဘူးကိုယ်ဒီအိုရမယ်နားရမယ်သိရမယ်ဒါကိုနားလည်ထားရမယ်တစ်ချေတစ်ဖြည်းဖြည်းနဲ့ဒီလမ်းကိုရှောက်နေတယ်လို့သိရမယ်အဲ့ဒါကိုသိလို့ရှိရင်ကိုယ့်ရဲ့စိတ်ဓာတ်ဟာအင်မတန်ဖြောင်းနေ ဒါကလက်တွေ့စဉ်းစားကြည့်ရင်သိနိုင်တယ်တခါကြီးဒီမိုက်ဘူးအဲ့ဒီမှာမြင်သာတဲ့သဘာဝကိုစဉ်းစားတော့ဘလို့အကျိုးတွေဆက်ရနိုင်တုံးဆိုမမြင်သာတဲ့သဘာဝကိုပါသိလာတယ်ဒါလေးကိုနည်းနည်းလေးနဲ့ပါတယ်ဥစဉ်လို့နည်းနည်းကြိုးစားပြီးတော့ပြောကြည့်မယ်မြင်သာတဲ့သဘာဝကိုခဏခဏစဉ်းစားရင်မမြင်သာတဲ့သဘာဝကိုပါနည်းနည်းသဘောပေါက်တာမမြင်သာတဲ့သဘာဝဆိုတာပါလေတချို့တရားအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေပြောကြတာကြားဘူးလိမ့်မယ်သူတော်ကောင်းကြီးတွေပြောတာကိုကြားဘူးလိမ့်မယ် ဒီခန္ဓာကိုယ်ဟာစီမီတော့လေးထွန်းထားသလိုမြည်ရည်အရင်စီးဆင်းနေသလိုအမြဲတမ်းပြောင်းလဲနေတယ်။တစ်ခုပြီးတစ်ခုဖြစ်နေတယ်။တစ်ခုအစားထိုးလာတယ်၊ရှေ့ဟာပြက်သွားတယ်။အမြဲတမ်းဖြစ်ပြီးတော့ပြက်နေတာပဲလို့ဒီစကားတွေကြားဘူးတယ်မဟုတ်လား။အဲ့ဒါတချို့ပုဂ္ဂိုလ်တွေကိုယ်တိုင်လုံးမကြည့်တော့အဲ့ဒါကိုတကယ်သိသလားလို့မေးရင်မသိဘူး။တာမန်ညာနဲ့အဲ့ဒီအခြေအနေမျိုးကို မြင်နိုင်သလား။မမြင်နိုင်ဘူး။တော့ပြည့်စည်သွားတယ်ဆိုကြတော့အသားဖြူတဲ့လူကလည်းအမြဲတမ်းဖြူနေတယ် ဘယ်နာပြက်သွားတာလဲဘလို့ပြက်တာပြက်တယ်ဆိုတာကိုမျက်စိနဲ့ပဂရိမျက်စိနဲ့မြင်လို့ရသလားမရဘူးဉာဏ်နဲ့မှမြင်လို့ရတယ်အဲ့ဒီဉာဏ်နဲ့ကလည်းပဲနည်းနည်းလေးလေ့ကျင့်ပြီးတော့ပင်ကိုဉာဏ်လေးကလည်းပါမယ်ကြိုးစားမယ်အားထုတ်မယ်အဲ့ဒီလိုမျိုးလေးပေါင်းဆက်လိုက်မှဒီပြည့်ချင်းပြည့်ချင်းသဘောတရားကိုမြင်လာဆိုလိုတာကဒီပြည့်ချင်းပြည့်ချင်းဆိုတာမမြင်တာတဲ့သဘာဝတရားတို့တော့တကယ်တော့ရှိတယ်နော်တကယ်ဖြစ်နေတယ်နော်ဒီကိစ္စဒီမိုက်ကြီးအေး အဲ့ဒီမမြင်တာတဲ့တဘာဝကိုမြင်တာတဲ့တဘာဝကိုကြည့်လိုက်လို့ရှိရင်ဖြည်းဖြည်းနဲ့နားလေလာတယ်။ဒါကြောင့်အဲ့ဒီလိုမမေ့ရဘူးဆိုတာပထမမိမိနားလေလွယ်တဲ့မိမိမျက်စိရှိရင်ဖြစ်နေတဲ့အရာတွေကိုသာချိန်ဖန်များစွာစဉ်းစားကိုယ့်ရဲ့စိတ်တွေမတိမတာဆုံးဖြတ်ချက်တွေမှန်းမှန်လာတာကိုတွေ့ရလိမ့်မယ်။ Hello မင်္ဂလာပါဓမ္မတော်ဘာ YouTube Channel မှာကြိုဆိုပါရစေ။နေ့စဉ်တန်ဆက်ပေးနေတဲ့တရား Channel လေးကို Like and Subscribe လုပ်ပေးဖို့မမေ့ချပါနဲ့။ကျေးဇူးတင်ပါတယ်။